သူက confidence ရှိတဲ့အမျိုးသမီးတယောက်ကိုဖြစ်နေတာအမြဲတမ်းသူကသူယုံကြည်မှုရှိတယ်ပေါ့လေဘသူမှခံထားမလှနိုင်မဖို့ဘူးဆိုတော့လှတဲ့လူပဲပေါ်ကြတချို့တတိကြတော့အဲ့ဒီကိုရဲ့လှပတ်မှုကိုဂုံယူပြီးပေါ်ကြတယ်ယောက်ျားတွေကိုဆွေးဆောင်မှုဆိုတဲ့ဆွေးဆောင်ဖို့ဆိုတဲ့ရည်ရချက်ကတော်တော်နေတယ်ဖျားသွားတယ်အဲဖျားသွားတယ်ဖျားပုံမှာမြန်မာဝတ်စုံကိုလုံလုံချုံချုံဝေးရမယ်ဆိုတာကိုလူတိုင်း တည်တယ်နားလေတယ်ဆိုတော့အဲ့ဒီနေရာမျိုးမှာပေါ်ပေါ်လိုလိုတွေဝစ်ပြီးတော့မတင့်လျော်တာလုံနေတယ်ဆိုရင်ဒါဝေဖန်လို့ရတယ် ဝေဖန်လို့လည်းရတယ်တို့တိုက်ခိုက်လို့လည်းရတယ်ကိုကျွန်တော်တို့ဗုဒ္ဓဘာသာတရားအနေနဲ့ပေါ့လေကျွန်တော်တို့ကလည်း international တွေကိုရင်ပေါင်တန်းပြီးတော့ပြားရတဲ့ပွဲမျိုးရှိတယ်နောက်ပြီးအဲ့ဒီပွဲမှာပဲကျွန်တော်တို့မြန်မာဝတ်စုံတွေပြတယ်ဆိုတော့အဲ့ဒီတော်တော်များများမြန်မာမြန်မာဝတ်စုံကလုံလုံချုံချုံကျွန်တော်တို့ဒီဇိုင်းလာတဲ့အကုန်လုံးချုပ်ထားပေးကြရတယ်ပေါ့လေမြန်မာဝတ်စုံဆိုသူလုံလုံချုံချုံပဲအပြစ်လုံလုံလို့ဘယ်နေရာမှမမပေါ်အောင်သူဝတ်တယ်ဆိုတော့ဒါပေမဲ့ဒီကျွန်တော်ပြောသလိုလေခံဝင်တွေဝတ်မယ်အဲပွဲတွေတက်မယ် runway တွေပေါ်မှာဆိုရင်သူက international လို့ပဲတကယ်ကိုသူ့ကိုသူဖြာထွက်နေအောင်ယုံကြည်မှုရှိတယ်ဘယ်နေရာပဲပေါ်ပေါ်ပေါ်လေအဲ့ဒီဘယ်နေရာလဲပေါ်ပေါ်ဆိုတူဦးတယောက်ကိုရည်ရွယ်ပြီးတော့ဆွေးဆောင်နေရလေသူမဟုတ်ဘူးနောက်ပြီးတော့ဟိုသူလဲကျွန်တော်ဒီရိုင်းမလားမသိဘူးပေါ့နော်သူလဲယောက်ျားတယောက်ကိုငန်းငန်းတက်လိုချင်နေတဲ့အမျိုးသမီးမဟုတ်ဘူးလိုချင်နေဆိုဒီအချိန်မှာသူ့ရုပ်သူ့ရည်နဲ့ရပြီပေါ့လေ အဝိဇ္ဇာနဲ့ပတ်သက်ပြီးတော့ဝေဖန်ကြတဲ့လူကတော့အဓိက social media မှာလူတွေတက်လာတဲ့အချိန်မှာ အာဒီဂန္ဓာအသီးသီးကလူတွေတွေ့မြင်ရတယ်ဆိုတော့ဒီပေါ်မှာဝေဖန်မှုကတော့မြင့်တက်တယ်လို့လည်းထင်တယ်နောက်ပြီးတော့မမြန်လေးဖြစ်နေတာကလေးတချောင်းပေါ့နော်ဒါပေမဲ့မမြန်လေးမှမဟုတ်အမျိုးသမီးတယောက်ကအဝိအစာဝတ္တာနဲ့သူ့ရဲ့အကျင့်စာရိတ်တက်တွေနောက်ပြီးတော့သူ့ရဲ့ခံယူချက်တွေအဲသူ့ရဲ့ရီမန်းချက်တွေကဒါရဲ့ အချိုတက်ရောက်မှုမကြဘူးလို့ကျွန်တော်ထင်တယ်ပေါ့လေဘာဖြစ်လို့လဲဆိုတော့ဒီအမျိုးသမီးတယောက်ဝတ်စားစင်ရင်မှုအပေါ်မှာဒီမျိုးသမီးတယောက်ကကောင်းတယ်ဆိုးတယ်အဲယုံညံ့တယ်အဲအတ္တိဟာမျိုးဟိုကဒီခစ်ဒီခါမှာတုံတက်ဖို့အရန်ခက်သွားပြီလို့လေးထင်တယ်။ဘာဖြစ်ဆိုတော့လူတယောက်ကအာသူ့ရဲ့နေရာဒေတာသူ့ရဲ့ရောက်ရှိနေတဲ့အနေထားပုံမှာမူတည်ပြီးတော့ဟိုသူ့ရဲ့ရွေးချယ်မှုပေါ့နိ။ဟိုရွေးချယ်မှုဆိုတာဝတ္တဆာဒတ်ဆိုတဲ့ အနေထားကိုအများကြီးတုံတက်နိုင်တယ်ဆိုရင်ဘေးအင်းကြီးမဆိုသူတို့ဝက်ပိုင်ခွင့်ရှိတယ်အဲသူတို့ဒီသူတို့ဝက်ပိုင်ခွင့်ရှိတယ်ပေါ့လေဘာဖြစ်လို့လဲဆိုတော့ဒီဖျားသွားတယ်အဲဖျားသွားတယ်ဖျားပုံမှာမြန်မာဝက်စုံကိုလုံလုံချုံချုံဝေးရမယ်ဆိုတာကိုလူတိုင်း ိတယ်နားလေတယ်ဆိုတော့အဲ့ဒီနေရာမျိုးမှာပေါ်ပေါ်လိုလိုတွေဝစ်ပြီးတော့မတင့်လျော်တာလုပ်နေတယ်ဆိုရင်ဒါဝေဖန်လို့ရတယ်ဝေဖန်လို့လည်းရတယ်တိုက်ခိုက်လို့လည်းရတယ်ကိုကျွန်တော်တို့ဗုဒ္ဓဘာသာတရားအနေနဲ့ပေါ့လीဆိုတော့ဗုဒ္ဓဘာသာနိုင်ငံအနေနဲ့တိုက်ခိုက်လို့လည်းရမယ်ဒါပေမဲ့ဟို အခုလိုခင်မီတိုးတက်နေတဲ့နေရာမှာဒီလိုကျွန်တော်တို့ private ဖြစ်တဲ့ hotel လိုပွဲမျိုးဟောဒီဒီ hotel လိုပွဲမျိုးဖြစ်မယ်နောက်ပြီးတော့ဒီလူနေစုပဲတက်ရောက်လို့ရတဲ့နေရာပေါ့လေဆိုတော့ဟိုတန့်တစ်ခုခွေထားတဲ့နေရာမျိုးမှာကြာတော့သူတို့ရဲ့အဲဝစ်စားစင်မှုကတမျိုးမျိုးဖြစ်သွားနိုင်တယ်ပေါ့ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ ဟိုဒီချိန်ဒီခါမှာခြံတဲ့လူတွေအပရိသတ်တဲ့ချိန်မှာလဲဝတ်စားလာတဲ့လူတွေအများကြီးရှိတယ်ဆိုတော့သူတို့ကိုသူတို့ confidence ရှိတယ်တကယ်လို့ဝတ်ပြလို့ရတယ်ပေါ့လေဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ကလည်း international ကိုရင်ပေါင်တန်းပြီးတော့ပြရတဲ့ပွဲမျိုးရှိတယ်နောက်ပြီးတော့အဲ့ဒီပွဲမှာပဲကျွန်တော်တို့မြန်မာဝတ်စုံတွေပြတယ်ဆိုတော့အဲ့ဒီတော်တော်များများမြန်မာမြန်မာဝတ်စုံကလုံလုံခြုံခြုံကျွန်တော်တို့ဒီဇိုင်နာတွေအကုန်လုံးချုပ်ထားပေးကြတယ်ပေါ့လေဆိုတော့အဲ့လိုမျိုးတွေရှိတယ်ပေါ့နောက်ပြီးတော့ဟိုကျွန်တော် တိတလောက်ပေါ့နေကျွန်တော်ကျွန်တော်ဒီဒီဇိုင်နာတက်တန်းဆိုရင်ကျွန်တော်14နှစ်ရှိပြီ14နှစ်ဖြတ်တန်းလာတဲ့အချိန်မှာအမျိုးသမီးတွေတော်တော်များများနဲ့လဲထိတွေ့ဆက်ဆံမှုတယ်သူတို့အင်ဂျီတထေလာပြီးတော့ကိုယ့်စီမှာလာအပ်တဲ့အချိန်မှာသူတို့ရဲ့ဒီအင်ဂျီဝိမဲ့ရီမန်းချက်ရည်ရွယ်ချက်အဲသူဘာကြောင့်ဒီလိုဒီဇိုင်းမျိုးလိုချင်နေဆိုတာမျိုးကိုကျွန်တော်တို့တော်တော်များများကိုတိုင်ပင်ဖြစ်တယ်ဆိုတော့သူတို့ရဲ့စိတ်နေစိတ်ထားတော်တော်များများကိုကျွန်တော်အုံတန်းကြည့်တလောက်အမျိုးသမီးတယောက်ကအာဒီပွဲအပေါ်မှာမ ူဒီပြသူတို့ရဲ့ဝတ်ချင်မှုတော်တော်များများမှာအာကြောက်ကြားတွေကိုဆွေးဆောင်မှုဆိုတော့ဆွေးဆောင်ဖို့ဆိုတော့ရည်ရွယ်ချက်ကတော်တော်နေတယ်နေတယ်ဘာလို့ဆိုတော့ဥပမာကွာဟိုအင်ဂျီအမျိုးသမီးတရားဖော်ဖော်လိုလိုဝတ်တယ်ဆိုရင် သူ့ရဲ့မိဘတွေလည်းမကြိုက်ဘူးသူ့ရဲ့ယောက်ျားဖြစ်ဖြစ်စေချစ်သူဖြစ်စေလည်းမကြိုက်ဘူးပေါ့လေအဲနောက်တခြားယောက်ျားကလည်းသူ့ကိုဟိုတကယ်လို့ယောက်ျားတွေကိုသာဆွေးဆောင်မယ်ဆိုရင်ကြိုက်ချင်မှကြိုက်လိမ့်မယ်ပေါ့နော်ဒါပေမဲ့အမျိုးသမီးတယောက်ကသူ့ရဲ့ ဝိဇ္ဇာရွေးချယ်တဲ့အချိန်မှာသူ့ကိုသူယုံကြည်မှုရှိအောင်နောက်ပြသူ့ရဲ့အာလှပတဲ့အစိတ်ပိုင်းကိုဖော်ပြချင်တယ်ဆိုရယ်စိတ်တစ်ခုနဲ့ဝိတ္တာများတယ်။ဟောဆိုတချို့တော်တော်များများဒီအသက်မပြတ်သေးတဲ့ဒီ session နဲ့အောက်တော့မဟုတ်ဒီ20ဝန်းကျင်ကလေးတွေတော့မကြီးရွယ်ပါ။ကိုလုပ်ငန်းအာကို ခြေထောက်ပို့ကိုရက်တည်နိုင်တဲ့အမျိုးသမီးတော်တော်များများပို့လေအသက်30ကျော်အထက်ပိုင်းတော်တော်များများကကြတော့ဒီ body တွေကောက်ကြောက်နေဖော်တယ်သူ့ဟာသူဝတ်တယ်ဆိုတော့သူ့ကိုယ်သူယုံကြည်မှုပေါ့လေသူ့ကိုယ်သူ confidence ရှိအောင်နောက်ပြီးသူတို့အခုဆိုဂျာမန်ရေလိုက်စားတယ်အခစားလုပ်တယ်ဟိုဆိုတော့ဟိုခစ်အဆက်ဆက်ကလည်းရှိတယ်ဒီကာယအလှမယ်တို့ပါလို့ဆိုဂျမ်းမာရေးနဲ့ဒီခန္ဓာကိုယ်ဖွံ့ဖြိုးမှုကိုသူတို့ကကိုယ့်ကိုဂုံယူပြီးတော့ဝတ်ဆင်ကြတာများတယ်ဘယ်သူမှခံထားမလှနိုင်မဖို့ ဆိုတော့လှတဲ့လူပဲပေါ်ကြတချို့တတိကြတော့အဲ့ဒီကိုရဲ့လှပတ်မှုကိုဂုံယူပြီးပေါ်ကြတယ်အမျိုးသမီးတော်တော်များများကိုကိုကိုဒီအဝတ်အစားကိုကြိုက်ပြီးတော့ဝတ်တာရှိတယ်ဒါမှမဟုတ်ပြိုင်မယ်ဆိုရင်အမျိုးသမီးအချင်းချင်းတောင်ပြိုင်ကြတာများတယ်ဗောလေယောက်ျားတစ်ယောက်ကိုဆွေးဆောင်ဖို့အဝတ်အစားကိုပေါ်ပေါ်လို့လို့ဝတ်တယ်ဆိုတာမျိုးကတော့တော်တော်ရှားရှားပပကျွန်တော်တွေ့ကြုံရတယ်နောက်ပြီးတော့ဒီအမျိုးသမီးတစ်ယောက်ကအဝတ်အစားဘလောက်ပဲသူ့ဟာသူဝတ်ထားပါစေ လူတယောက်ကိုဆွေးဆောင်တာမဆွေးဆောင်တာဆိုတာကလေသူရဲ့မျက်လုံးထဲမှာပဲကျွန်တော်ကမြင်ရတယ်။ယောက်ျားတယောက်ကိုမြူဆွေတယ်တို့ဟိုတိတယ်မလားဆွေးဆောင်တယ်တို့ဆိုတာသူရဲ့မျက်လုံးနဲ့ပဲအလုပ်လုပ်တာဝတ်စားပုံမှာမတက်ရောက်ဘူးလို့ကျွန်တော်ထင်တယ်။နောက်ပြီးတော့လုံလုံချုံချုံဝတ်ပြီးတော့လဲဆွေးဆောင်နေတဲ့အမျိုးသမီးတွေလည်းအဲတချို့မှာတွေးရလိမ့်မယ်ပေါ့နော်လူတိုင်းတော့မဆိုးလို့ဘူးဆိုပေမဲ့အဲကျွန်တော်ပြောချင်တာ တစ်ခုကအာဒီအဝတ်အစားအဝတ်တာနဲ့အဲဒီလူ ယောက်ျားတွေကိုဆွေးဆောင်တယ်ဆိုတဲ့ဟာမျိုးကတရက်အအချိုးအချိုးတရက်မှမရှိဘူးနောက်ပြီးတော့မတက်ရောက်ဘူးဆိုပေမဲ့လည်းဒီပေါ်ပေါ်လိုလိုတွေကိုရက်ွက်ဈေးတွေသွားတဲ့အချိန်ဟိုပွေးစည်းတန်းတွေဖြတ်တဲ့အချိန်တော့ဝစ်လို့တော့မရဘူးပေါ့လေအဲ့ဒီအချိန်မှာဆိုဆွေးရင်ဆွေးမယ်ဟိုစစ်ရင်စစ်မယ်အသားကိုင်ရင်ကိုင်မယ်တွေလုံးနိုင်နေဆိုတော့အဲ့လိုနေရာမျိုးကတော့နေရာဒေသတို့ရွေးချယ်ရမယ်ပေါ့လေဟိုတယ်ကြီးတစ်ခုမှာတကယ့်ကိုဟိုကောင်းကောင်းမွန်မွန်လူတွေတကယ့်ကိုဂုံတီရှိလူကြီးမင်းတွေတက်ရောက်တဲ့ပွေးမျိုးမှာ ကိုကဒီပွင့်နဲ့ဒီအဝိစာမျိုးဝတ်လို့ရတယ်ဆိုရင်တော့ဘယ်သူမှလည်းလိုက်ဆွေးမှာမဟုတ်တယ်လို့ဘယ်သူမှလည်းအကြာကြီးကိုလိုက်ပြီးပြူးပြူးပြေးတဲ့ကြီးမှာမဟုတ်ဘူးကြီးရင်တော့ကြီးတဲ့လူကရိုင်းတယ်ဆိုတော့သဘောတရားမှုရှိတာဖြစ်တဲ့အတွက်အဟိုကျွန်တော်ကအဓိကအဲ့ဒါပြောချင်တာပေါ့လေဒါပေမဲ့အခုက social media ခေတ်ဆိုတော့လေ social media မှာတက်လာတဲ့အချိန်မှာနေရာဒေသအတီးတီးကကြီးကြတဲ့အချိန်မှာတော့ဟိုရိုင်းတယ်ဆိုပြီးတော့ဖြစ်ကောင်းတော့ဖြစ်နိုင်တာပေါ့လေရိုင်းတယ်လို့ထင်တဲ့လူတွေကိုတော့ဟို ါကတော့ကိုနဲ့စိမ့်ရင်အမြင်ကိုနဲ့အမြင်မရင်းနေရင်ရိုင်းတယ်လို့ခံစားရတဲ့ feeling ကိုတော့ကျွန်တော်နားလေတယ်ဘာဖြစ်ဆိုကျွန်တော်ကိုကအာကျွန်တော်မွေးဖွားလာတာကတကယ့်ကိုဟိုနေမျိုးရဲ့ခြေရွာတခုကမွေးဖွားလာပြီးတော့ကျွန်တော်ကအဆင့်ဆင့်အဲ့ဒီခြေရွာမှာပဲအလေတန်းတက်တယ်နောက်ပြီးတော့မျိုးပေါ်မှာအထက်တန်းတက်တယ်နောက်ပြီးတော့မှတက်ကတူတက်ပြီးတော့မှဒီမှာအလောလောပြီးတော့ဒီမှာဖြတ်ဆန်းလာတာဆိုတော့ကျွန်တော်တို့ကတော့ဟိုဒေတာအတီးတီးမှာနေဖူးတဲ့လူမျိုးဖြစ်တယ်ပေါ့လေဆိုတော့အဓိကကိုနဲ့မရင်းနှီးဘူးပေါ့ ဆိုတော့ဟိုအဲ့ဒီ data ကလူတွေကိုစော်ကားတာတော့မဟုတ်ဘူးဒါပေမဲ့သူတို့ဒီလိုမျိုးပွဲတွေဒီလိုမျိုးအခမ်းအနားတွေဒီလိုမျိုးဟိုဝစ်စားဆင်ရင်ပြီးတော့သွားရတဲ့နေရာတွေသူတို့မထိတွေ့ဘူးဘူးမတော်ရောက်ဖူးဖူးမနေထိုင်ဖူးဖူးဆိုတော့သူတို့စိမ့်တယ်ပေါ့လေသူတို့ဘဝမှာအာပုံမှန်သွားမယ်စမယ်ဟိုနောက်ဆုံးမှန်မှန်ပြောရရင်မင်္ဂလာဆောင်ရှိမယ်ရှင်ပြုတ်အလှူရှိမယ်ဆိုတော့ အဲ့ဒီဘွေကတော့မြန်မာဝတ်စုံတွေပဲသွားမှာပေါ့လေအာဒင်နာမှာစကတ်ကြီးကိုအဲ့လိုမျိုးပေါ်ပေါ်လိုလိုတွေဝတ်ပြီးတော့တကယ့်ကိုဒင်နာပါတီတက်ရမယ့်ဘွေကတော့နေတိုင်းနေရာတိုင်းမှာတော့မြန်မာနိုင်ငံအနေနဲ့မရှိသေးဘူးလို့ထင်တယ်မရှိသေးတော့ဟို သူတို့ကမဝှဖူးဘူးနောက်ပြီးသူတို့ရင်းနေမမြင်ဘူးဆိုတော့စိမ့်တယ်လေစိမ့်တော့ကိုနဲ့စိမ့်ရင်တော့တချွတ်တလေကတော့မပြောပြနေနိုင်တယ်ဆိုပေမဲ့တချွတ်တလေကတော့ပြောပြောရေးဆိုရေး Facebook မှာမီဒီယာမှာဆိုတော့ပြောပြောရေးဆိုရေးရှိတဲ့အပေါ်မှာတော့သူတို့နဲ့မရင်းနေတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်နေလို့အဓိကပါပဲအာမမ်းပြန်လေးကတော့လေဟိုပုံပုံလင်းလင်းပြောရရင်အခု အခုပိုင်းမှာပေါက်တော့လူတွေအကုန်လုံးကသတိထားမိတာပေါ့လေအရင်အချိန်တုန်းကလည်းကျွန်တော်ဝတ်စုံဝတ်တိုင်သူဟာသူယုံကြည်မှုရှိတယ်နောက်ပြီးတော့သူက confidence ရှိတဲ့အမျိုးသမီးတယောက်ကိုဖြစ်နေတာအမြဲတမ်းသူကသူယုံကြည်မှုရှိတယ်ပေါ့လေဟိုဝတ်စုံတိုင်းမှာတချို့တလေကဘယ်လိုပြောရမလဲကိုဒီဟာလေးတော့ဝတ်ထားတယ်ဝတ်လို့ဝတ်ချင်တယ်ပို့သွားမလားငါးနှစ်ရောအဆင်ပြေရလားဟိုငါးနှစ်ရောလိုက်ဖက်ပါမလားဆိုတာမျိုးကို အများကြီးတွေးပြီးတော့ဒီပုံမှာအာ အယန်းကိုစိတ်ပူပင်မှုတွေရှိတယ်ပေါ့လေမမျက်လိကြတော့အင်ချစ်တွေဝတ်လိုက်ရင်သူနဲ့သူ့ကိုယ်ပေါ်ရောက်သွားရင်ဒါသူ့ပုံစံပဲဆိုတော့ဟိုသူသူလေးနေရာဒေတာနေရာဒေတာရွေးတဲ့အဝိစောက်ကိုရွေးရှည်ဝတ်ယူတတ်တဲ့အမျိုးသမီးတယောက်ထင်မှာပါတယ်ဆိုတော့မမျက်လိမြန်မာအင်ကြီးဝတ်လို့ဖော်ဖော်လို့လို့ဝတ်တာကျွန်တော်တို့မမြင်ဘူးလေသူလေးမဝတ်ဘူး မြန်မာဝတ်စုံဆိုသူလုံးလုံးချုံချုံပဲအပြစ်လုံလုံးလို့ဘယ်နေရာမှမမပေါ်အောင်သူဝတ်တယ်ဆိုတော့ဒါပေမဲ့ဒီကျွန်တော်ပြောသလိုလေခံဝင်တွေဝတ်မယ်အဲပွေးတွေတက်မယ် runway တွေပေါ်မှာဆိုရင်သူက international လို့ပဲတကယ်ကိုသူ့ကိုသူဖြာထွက်နေအောင်ယုံကြည်မှုရှိတယ်ဘယ်နေရာပဲပေါ်ပေါ်ပေါ်လေအဲ့ဒီဘယ်နေရာတဲ့ပေါ်ပေါ်ဆိုတူတယောက်ကိုရည်ရွယ်ပြီးတော့ဆွေးဆောင်နေရလေသူမဟုတ်ဘူးနောက်ပြီးတော့ ဟိုသူလည်းကျွန်တော်ဒီရိုင်းမလားမသိဘူးပေါ့နော်သူလည်းယောက်ျားတယောက်ကိုခန်းခန်းတက်လိုချင်နေတဲ့အမျိုးသမီးမဟုတ်ဘူးလိုချင်နေဆိုဒီချိန်မှာသူ့ရုပ်သူ့ရည်နဲ့ရပြီပေါ့လေဆိုတော့ဟိုသူကဒီဖော်တာတွေဝတ်တာတွေအကုန်လုံးကသူ့ကိုယ်သူယုံကြည်မှုသူ့ကိုယ်သူပျော်လို့ဝတ်တာပေါ့လေဒါမဲ့ဒီချိန်မှာမင်းများလေးတာအိမ်ထောင်ရှိနေမယ်ဆိုရင်တော့သူ့ယောက်ျားမျက်နှာတစ်ချက်ကြည့်ရမှာပေါ့သူအဲ့လိုဝတ်ခွင့်ရချင်မှရလိမ့်မယ် သူတကိုယ်တဲ့အပြိုကြီးဖြစ်နေလို့ဒါအဲ့လိုဝခွင့်ရတာသူယောက်ျားရှိတယ်ဆိုသူယောက်ျားက ီသူ့မိမနောက်ကျောပေါ်နေတာကိုကြိုက်ချင်မှကြိုက်မယ်အဲ့ဒီချိန်မှာအိမ်အိမ်တွင်းပြဿနာတွေဖြစ်လာနိုင်တယ်သူ့ယောက်ျားခွင့်မပြုတာတွေရှိမယ်အဲကာယကံရှင်ဒီယောက်ျားဖြစ်သူကခွင့်မပြုရင်သူကိုယ်တိုင်ဝှစ်ချင်ပေမဲ့လို့ဝှစ်လို့မရဘူးပေါ့လေဆိုတော့သူ့ရဲ့အတ္တချက်ကခုချိန်မှာတကိုယ်ဒီအပြိုကြီးဖြစ်နေတာလေးပါမှာပေါ့ဒီအပေါ်မှာဘလို feeling ရှိလဲဆိုမမြန်လေးကိုစားပြီးကူညီတဲ့အချိန်ကူညီတယ်ဆိုတော့မမြန်လေးပွေးသွားစရာရှိရင်မမြန်လေးရဲ့အင်ဂျီတွေလိုရင်ယူဝက် အာကျွန်တော်ကလည်းဒီ collection တွေအမြဲတမ်းဒီဇိုင်းအစ်စ်ထုတ်ထားတဲ့ဟာတွေဖြစ်တဲ့အတွက် collection တိုင်းကိုလည်းသူဝတ်တယ်တခါကျ fashion show ဒီနေ့ပြီးရင်နောက်တစ်ရက်ကိုသူကိုချရဲ့ဒီ collection ကဒီဒီဇိုင်းတွေကြိုက်တယ်လာဝတ်မယ်ဆိုပြီးတော့ဝတ်သွားတာလည်းရှိတယ်ပေါ့လေဆိုတော့ကိုယ့်ပုံမှာတယောက်နဲ့တယောက်ကတော့ဟိုဟိုအရင်မျောလင်းချက်တွေမထားဘဲနဲ့ဟိုစင်ပေးဖြစ်တယ်ဝတ်ဖြစ်တယ်ပေါ့လေဒါပေမဲ့တကယ်ပောက်တဲ့အချိန်မှာလည်းကိုယ့်ဝတ်စုံကမမြန်လေးလှရတယ်ပောက်တယ်ဆိုရင်ဟို မမြလေးအတွက်လေးကောင်းတယ်လို့ကို့အတွက်ကလည်းအခုမမြလေးဝတ်တက်ကောလက်ရှင်နေဆိုပြီးတော့ဟိုအများကြီးရောင်းရတယ်အပေါ်မှာကို့အတွက်ကလည်းအဆင်ပြေတာပေါ့လေဆိုတော့အင်ကန့်တွေအများကြီးရလာတာပေါ့ပတ်ဆက်ရတော့လေးကျင်နေရတာပေါ့လေ